အလမဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်စက်တင်ဘာလ26ရက်နေ့ရက်ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီတော်လန်ညချမ်းမာလူပြည်သူပေါင်းနှုတ်ခွန်းဆက်တော့ပါရခင်ဗျာဒီကနေ့ညခင်းမှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့ကြောက်ကူမှာဓနုတက်နဲ့စစ်ရှုံးကောင်စီတက်ကြမှာတိုက်ပွဲဖြစ်ပွားပြီးစစ်ရှုံးကောင်စီတက်ဘက်က10ဦးထပ်မံနေတေဆုံးတယ်လို့သိရပါတယ်စရုံးမြို့ကိုစစ်ရှုံးကောင်စီတက်ကလင်းရင်နဲ့ဘုံကျမှုမှာကလင်းငယ်2ဦးအပါဝင်ပြည်သူ10ဦးတေဆုံးသွားရပါတယ်ခင်ဗျာရုပ်လောင်းချို့ကတော့ဒဇစီဖြစ်သွားရပါတယ် မြောက်ရီမြို့နယ်မင်းလက်ပန်းဖလူရွာနယ်မဲထောင်တလင်းတို့ကိုလည်းစစ်ရှုံးကောင်စီတပ်ကလေးရက်ဆက်တိုက်ဒရုန်းတွေနဲ့ဘုံကျဲချနေပါတယ်။မင်းအောင်လှိုင်တို့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးရည်မှန်းပြီးတော့လှုပ်ဆောင်နေတယ်လို့တမကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂအစည်းအဝေးမှာနိုင်ငံတကာကိုသတိပေးပြောဆိုလိုက်ပါတယ်။တိုင်းပြည်ပြန်လည်တည်ဆောက်ရေးနဲ့အရှုပ်ထွေးပြဿနာတွေကိုဖြေရှင်းကြိုက်တွယ်ရေးတာဝန်ယူဖို့အသင့်ဖြစ်နေပြီဖြစ်ကြောင်းကျန်းဖို့ပါတီဥက္ကဋ္ဌဦးခင်ကြီးကပြောဆိုလာပြန်ပါတယ်။ ဒီသတင်းတွေနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်ကြောင်းရာတွေကိုနားဆင်ရမှာပါခင်ဗျာပရမအောင်သတင်းတပုတ်အနေနဲ့ရှမ်းပြည်တောင်ပိုင်းရက်ဆောင်မြို့နယ်ကြောက်ကူဒေသမှာမနေ့ကစက်တင်ဘာ28ရက်ညပိုင်းနဲ့ဒီကနေ့စက်တင်ဘာလ29ရက်မနက်စောပိုင်းကဒနုပြည်သူလူမျိုးရေးတပ်တော် DPLA နဲ့စစ်ရှုံးကော်မရှင်တပ်တို့ကြားတနားရီကြော်ကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသရင်းသတင်းမြစ်တွေကပြောပါတယ်။ DPLA နဲ့စစ်ရှုံးကော်မရှင်တပ်တို့ဟာကြောက်ကူဒေသ ထမင်းပေါင်းရွာသွာလန့်အနီမှာစက်တင်ဘာ28ရက်နေ့ည12နာရီဝန်းကျင်ကနေဒီကနေ့စက်တင်ဘာလ29ရက်နေ့မနက်တနာရီဝန်းကျင်အထိထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ညစနစ်မထိုးခင်လောက်မှာစပစ်တဲ့အတန်းနေကြရတာမနက်တနာရီမထိုးခင်လောက်မှာညင်သွားတယ်။နှစ်ဖက်စလုံးအပြန်အလှန်ဒရုန်းတွေနဲ့ခြားကြတာလို့လုံခြုံရေးရအမည်မဖော်လိုတဲ့သတင်းမြစ်တူကပြောပါရခင်ဗျာ။ ဆရှုံးကော်မရှင်ဘက်ကစစ်ဦးထမင်းနဲ့တည်ဆုံးခဲ့တယ်လို့20နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒနုပြည်သူလူမျိုးရေးတပ်တော် DPLA ဘက်ကလည်းထိခိုက်ဒဏ်ရာရရှိမှုအနည်းငယ်ရှိခဲ့ပေမဲ့အောင်မြင်မြင်နဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့ DPLA သတင်းရင်းမြစ်တွေထံကနေသိရပါတယ်။ညကထိတွေ့တိုက်ပွဲပြီးတော့ကြောက်ကူဘက်လမ်းမိုင်းတွေမှာအစစ်စစ်ကျန်းနေတယ်။ရဲတွေဆိုရင်အရင်ကကြောက်ကူဘက်ကိုနေ့တိုင်းလာပြီးတော့လမ်းသလားနေတာ။ဒီနေ့တော့ရဲတွေလည်းမလာကြဘူးပဲလို့ဒေသခံတို့ကပြောပြပါပါတယ်ခင်ဗျာ။ဒနုပြည်သူလူမျိုးရေးတပ်တော် DPLA ဟာကြောက်ကူဒေသအပြင်အင်တော် ပင်တရရွာငံဘက်မှာလဲလှူရှားနေတဲ့တပ်တော်ဖြစ်သလိုရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာလဲမဟာမိတ်ဖြစ်တဲ့တန်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့အတူစီရင်လှူရှားနေတဲ့တပ်တော်တခုလဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းပုံအနေနဲ့ဂျမ်ဘတ်ဆက်ရှုံးကောက်စီတက်ကကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စတုံးမြို့ကိုလေရင်နဲ့ဘုံကျက်တိုက်ခိုက်ခဲ့တာကြောင့်ကလင်းငယ်နှစ်ဦးအပါအဝင်ပြည်သူ၈ဦးသေဆုံးခဲ့ရပါတယ်ခင်ဗျာ ီကနေ့စက်တင်ဘာလ29ရက်နေ့မွန်လွယ်ပိုင်းမှာအကြမ်းဖက်ဆက်ရှင်ကောက်စီတက်ကတိုက်ပွဲဖြစ်တာလည်းမရှိပဲစတုံးမြို့ကိုလေရင်နဲ့နှစ်ကြိမ်ဘုံကျက်ပြီးတော့တိုက်ခိုက်ခဲ့တာပါမြကြီးနားမြို့လေတက်စကန်ကနေတက်လာတဲ့တိုက်လေရင်ကစတုံးမြို့ဈေးမှာဘုံနှလုံးနဲ့အရင်ကရဲစခန်းဟောင်းမှာဘုံတလုံးကျက်ချသွားတာဖြစ်ကြောင်းသိရပါတယ်ဘုံကျဲချိန်မှာကလင်းငယ်တွေကြောင်းစင်းတဲ့အချိန်ဖြစ်တဲ့အတွက်ចောင်းသားចောင်းသူတွေနဲ့ပြည်သူတွေထိခိုက်သေဆုံးမှုများပြားခဲ့ပြီးကလင်းငယ်နှုတ်အပါဝင်၈ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ဒီနေ့မိုးလဲပိုင်းမှာအချမ်းဘတ်စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲစရုံးမြို့ကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတာဘုံကျဲတိုက်ခိုက်ချိန်ကကလေးတွေကြောင်းဆင်းပြီးတော့ပြန်လာတဲ့ချိန်ဆိုတော့ကျောင်းသားကျောင်းသူတွေပါဝင်ပြည်သူတွေထိခိုက်သေးဆုံးမှုများတယ်ပြည်သူ၈ဦးသေဆုံးတယ်9ဦးအပြင်းထန်ဒဏ်ရာရထားတယ်ဆိုပြီးဒေသခံပြည်သူတို့ကရှင်းပြပါပါတယ်ခင်ဗျာအကြမ်းဖက်ဆက်ရှင်ကောက်စီတက်ကကချင်ပြည်နယ်ကို UDP လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုံဆောင်လာတာဖြစ်ပြီးမြေပြင်မှာလည်းဖားကန်ဝိုင်းဘော်တို့မှာစစ်ကြောင်းထုံးမှုတွေတုံ့ပြန်ပြီးတော့လုံဆောင်နေတယ်လို့သိရပါပါတယ် အဲ့တော့လူတက်တာပဲတွင်တွင်ကြီးလှုပ်တက်တဲ့မဟာလာတို့ကတော့ပြည်သူတွေကိုသဲကြီးမဲကြီးကိုတတ်ပြနေပါတယ်။နိုင်ငံရဲ့နေရာဒေသအနှံ့ပြားမှာအစုလိုက်အပြုံလိုက်ကိုတတ်ဖြတ်ပြနေတာပါ။အခုသူတို့ကြေညာထားတဲ့ရွေးကောက်ပွဲမတိုင်ခင်ပို့ပြီးတော့ရဲရဲဆက်ဆက်ကိုတတ်ပြနေတာကိုကျွန်တော်တို့အချက်လက်တွေကသိရပါတယ်။အခုစရုံးမျိုးကဖြစ်စဉ်ဆိုရင်လေဒီရုတ်တံဖိုင်းတွေပြန့်နှံ့လာတဲ့ဓာတ်ပုံတွေရဲ့မြင်ကွင်းတွေထဲမှာကြည်ရက်စရာတော့မရှိပါဘူး။လက်မထံမှာချစ်တခြားခေါင်းတခြားဟိုအသားစာတွေပြန့်ကျဲပြီးတော့ အစိပ်ပိုင်းတွေပြန့်ကျဲနေကြရတဲ့ပြည်သူတွေကလင်းငယ်တွေရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေတာလီဘန်နဲ့ထုတ်ထားတဲ့ကလင်းငယ်တွေရဲ့ရုပ်အလောင်းတွေဒါတွေကိုမြင်တွေ့ရတာတကယ်ကိုယဉ်ထုမနာဖြစ်ရပါတယ်အဲ့တော့ဒီရက်တွင်မှာအေအေရဲ့ခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောခဲ့တယ်လို့မျိုးပဲဒီဖက်စစ်မိစာခေါင်းဆောင်မဟာလာတို့အုပ်စုရဲ့တိုင်းပြည်ချစ်စိတ်ဆိုတာဘာလဲတိုင်းပြည်ချစ်စိတ်လူမျိုးကိုကာကွယ်တယ်ဆိုတဲ့တွင်တွင်ကြီးအော်ဟစ်ပြီးတော့ပြောနေတဲ့ဟာကဘာလဲဆိုတာကို မင်းကိုထုတ်စီရပါဘသက်ကတော့ရေပက်မဝင်အောင်ပြောကြတဲ့တိုင်းပြည်ချစ်စိတ်လူထုပေါ်မှာချစ်စိတ်ဘာသာသန္တာပေါ်မှာကာကွယ်စောင့်ချောက်ရှင်စိတ်ဒီစိတ်တွေကလုံနေတဲ့လုံရနေတော့တခြားစီပါပဲအဲ့တော့တိုက်ပွဲဖြစ်တဲ့နေရာလည်းမဟုတ်ဘူးတိုက်ပွဲရှိနေတဲ့စစ်မြေပြင်လည်းစစ်မျက်နှာလည်းမဟုတ်ဘူးဘတ်တယ်ဆိုင်ပြီးတော့ပြင်နေတဲ့နေရာမှာကျဲတယ်ဆိုရင်တော့ဒါစစ်ပွဲသဘာဝအရကျဲတာပေါ့ဗျာယောက်ျားပိပိတတတိုက်ကြစမ်းမှာ တနက်ချင်းမောင်းမောင်းပြန်ချင်းရှင်ပြီးတော့ပြစ်ကြဆံပါအခုတော့ကလင်းငယ်တွေပညာသင်ကြားနေတဲ့ကလင်းငယ်တွေပြည်သူတွေလှုပ်ရှားသွားလာရုံးကန်လှုပ်ရှားနေရတဲ့ဈေးစာသင်ကျောင်းဒီနေရာတွေမှာကျောင်းစင်းကြီးကိုအချိန်ကြိုက်လုပ်ပြီးတော့ကျဲတယ်ဆိုတော့တော်တော်လေးကိုဟိုရုပ်ပါတဲ့ဖြစ်စဉ်တွေပါအဲ့တော့ကဘာကြီးကလည်းကြည်ကောင်းကောင်းနေတော့ကြည်နေစေပါခင်ဗျာအဲ့တော့တစက်ထဲမှာပဲကရင်ပြည်နယ်မြောက်ပြည်မြို့ပြင်မှာရှိတဲ့မင်းလက်ပံရွာဖလူရွာနဲ့မဲထော်တလေးဒေသကိုအကြမ်းဆက်ရှုံးကောင်စီတပ်က၄ရက်ဆက်တိုက် အသေးခံဒရုန်းနေနဲ့ဘုံကျက်ပြီးတော့တိုက်ခိုက်တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။စနေမှာ26ရက်နေ့ကစတင်ပြီးတော့ဂျမ်ဘတ်စစ်ချုံးကောင်စီတပ်ကမြောက်ရီမြို့ပြင်မှာရှိတဲ့မင်းလက်ပန်းရွာဖလူရွာနဲ့မထော်တလေးဒေသကိုအသေးခံဒရုန်းနေနဲ့၄ရက်သက်တိုက်ဘုံကျက်ပြီးတော့တိုက်ခိုက်ခဲ့တာပါ။ဂျမ်ဘတ်စစ်ချုံးကောင်စီတပ်ရဲ့ဘုံကျက်တိုက်ခိုက်မှုတွေမှာပြည်သူတွေထိခိုက်မှုမရှိပေမဲ့စာတင်ကျောင်းနဲ့ဘုံကြီးကျောင်းတွေအဆောက်အုံတွေထိခိုက်ပျက်စီးရတယ်လို့သိရပါတယ်။ လေးရဆက်တိုက်ကိုစစ်ခွေးတွေကကျင်းနေတာဖလူရွာကို26ရက်နေ့မှာကျဲတယ်ဘုံကျောင်းနဲ့စာသင်ကျောင်းပြည့်စည်တယ်28ရက်နေ့ညပိုင်းမှာမင်းလက်ပံရွာဘုံကျောင်းကိုကျဲတယ်28ရက်နေ့မှာမေထော်တလေးဒေသဘုံကြီးကျောင်းကိုကျဲတယ်ဒီနေ့29ရက်နေ့မှာမင်းလက်ပံရွာစာသင်ကျောင်းကိုထက်ကျဲတာပါဆိုပြီးဒေသခံပြည်သူတို့ကရှင်းပြပါတယ်အလားတူပဲမြောက်ပြည်မြို့နယ်အတွင်းကိုလည်းဂျမတ်စစ်ရှုံးကောက်စီတက်နဲ့ BGR ပူပေါင်းတက်တွေကအင်အားလုံးရင်းနဲ့မြေပြင်ကလည်းစစ်ကြောင်းထိုးနေပြီးတော့ဒီထောင်ထဲချီတဲ့ပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါပါတယ်ခင်ဗျာ ောက်ထပ်သတင်းကြောင်းရတစ်ခုကတော့အကြံဖက်အာဏာသိမ်းဆေးဥစုကနျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးယီမန်းချက်ကိုလုံဆောင်နေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာမြေရန်ကိုယ်စားလှယ်တမန်ကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂမှာနိုင်ငံတကာကိုသတိပေးပြောဆိုလိုက်ပါတယ်ခင်ဗျာစတေမာ26ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့ကုလသမဂ္ဂထွေထွေညီလာခံရဲ့အပြည်ပြည်ဆိုင်ရာနျူကလ িয়ার လက်နက်အလုံးစုံဖျက်သိမ်းရေးနဲ့အထိတ်အမှတ် high level မျက်နှာစုံကြီးအစည်းအဝေးမှာတမန်ကြီးဦးကျော်မိုးထွန်းကအခုလိုမျိုးသတိပေးပြောဆိုလိုက်တာဖြစ်ပါတယ် တရားမဝင်အာဏာသိမ်းဆေးဥစုဟာ NL ဖြစ်စေနိုင်တဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုယူမှန်းချက်ကိုဆက်ပြီးတော့လုံဆောင်နေကြောင်းမြန်မာနိုင်ငံကိုအခုလိုမျိုးအလုံးစုံပျက်စီးဆုံးရှုံးယိုယွင်းမှုထဲကိုတွန်းချခဲ့တဲ့ဆေးဥစုဟာငင်းညာနဲ့ရပ်ဖက်အုံပြုမှုအတွက်နျူကလ িয়ার နည်းပညာကိုအသုံးပြုလိမ့်မှာမဟုတ်ကြောင်းပြည်သူပြည်သားတွေပေါ်မှာလွန်စွာဆိုးရွားတဲ့စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ဆေးဥစုဟာအရက်ဖက်စစ်ဖက်နှစ်မျိုးအသုံးပြုနိုင်တဲ့နျူကလ িয়ার နည်းပညာကိုအရက်ဖက်အုံပြုမှုအတွက်သာဆောင်ရွက်လိမ့်မယ်မဟုတ်ကြောင်းတမကြီးဦးကျော်မွထွန်းကပြောဆိုခဲ့တာပါခင်ဗျာ မြန်မာနိုင်ငံရဲ့ရွေးကောက်ခံရသားဆိုးရလက်ထက်နျူကလ িয়ার လက်နက်စမ်းသပ်မှုပိတ်ပင်ရေးဆိုင်ရာစာချုပ် CDBT ကိုအတိပြုလက်မှတ်ရေးထိုးခဲ့ပြီးနျူကလ িয়ার လက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် TPNW ကိုလည်းလက်မှတ်ရေးထိုးခြင်းအပြင်နျူကလ িয়ার လက်နက်အလုံးစုံဖျက်သိမ်းရေးဆိုတဲ့စူပေါင်းညီမချက်ပြည်မီရေးအတွက်တိုးတက်မှုရှိစေခဲ့ကြောင်းဒါပေမဲ့2022ခုနှစ်ဖြစ်ပေါ်ခဲ့တဲ့တရားမဝင်အာဏာသိမ်းမှုကြောင့်နျူကလ িয়ার လက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် TPNW အတူပြုလက်မှတ်ရေးထိုးရေးလုပ်ငန်းစဉ်တွေရပ်ဆိုင်းသွားခဲ့ကြောင်းတမ္မတ်ကြီးကထောက်ပြပြောဆိုခဲ့ပါတယ်ခင်ဗျာနျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးစီစဉ်တွေတိုးတက်မှုမရှိခဲ့တဲ့အပြင်တရားမဝင်အာဏာသိမ်းစစ်တပ်ကမြန်မာပြည်သူတွေပေါ်လေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကိုအဆက်မပြတ်ဇက်တိုက်ပြင်းပြင်းထန်ထန်ကျူးလွန်နေနေရရှိကြောင်းဒါပြင်တစ်ချိန်တည်းမှာပဲတရားမဝင်အာဏာသိမ်းစိုးအုပ်စုဟာအနေအဖြစ်စင်နိုင်တဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုရည်မှန်းချက်ကိုဆက်ပြီးတော့လှုပ်ဆောင်နေပြီးညဉ့်ညက်စွာအရက်ဖတ်အုံပြုဖို့ဆိုတဲ့အမိတက်ပြီးတော့နျူကလ িয়ার လက်နက်ပိုင်နိုင်ငံကြီးတစ်နိုင်ငံနဲ့ ပူပေါင်းလှုံ့ဆော်မှုတွေတိုးမြင့်ပြီးတော့ဆောင်ရွက်လာနေကြောင်းဦးကျော်မိုးထွန်းကရှင်းလင်းပြောဆိုခဲ့ပါတယ်။ဦးကျော်မိုးထွန်းကမြန်မာနိုင်ငံဟာနျူကလ িয়ার လက်နက်ကင်းစင်တဲ့ကမ္ဘာကြီးတည်ဆောက်နိုင်ရေးဆိုတဲ့စူပေါင်းအမိန့်ချက်ပေါ်မြန်မာနိုင်ငံရဲ့ဂရီကူကိုထပ်မံအတည်ပြုပါကြောင်းဒါကြောင့်မြန်မာပြည်သူတွေရဲ့အသက်အိုးအိမ်နဲ့အနာဂတ်ဆုံးရှုံးမှုကိုတားဆီးပေးနိုင်ဖို့အတွက်တရားမဝင်အာဏာသိမ်းစစ်အုပ်စုထံကိုလက်နက်ခဲယမ်းတိုက်လျင်စီနဲ့အရက်ဖက်စစ်ဖက်နှမျိုးသုံးပစ္စည်းတွေစီးဆင်းမှုကိုထောက်ပံ့မှုတွေကိုချက်ချင်းပိတ်ဆို့ရပ်တန့်ပေးကြဖို့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကို ိုက်တွန်းပြောဆိုခဲ့ပါတယ်။စေအုပ်စုရဲ့တူယောင်ရွေးကောက်ပွဲလုပ်ငန်းအတွက်နိုင်ငံတကာကပံ့ပိုးကူညီမှုတစုံတရာပေးအပ်တာစေအုပ်စုရဲ့ရန်တရာကြီးမားတဲ့နျူကလ িয়ার ရည်မှန်းချက်ကိုပြည်မီစေရဲ့အတွက်အဆင့်တစ်ဆင့်နှိကက်သွားစေမှာဖြစ်ကြောင်းတမန်ကြီးဦးကျော်မွန်းထွန်းကနိုင်ငံတကာကိုသတိပေးပြီးတော့ပြောဆိုခဲ့ပါတယ်။ရုရှားကူညီနဲ့မြန်မာနိုင်ငံမှာနျူကလ িয়ার အသေးစားဓာတ်ပေါင်းဖို့စောက်ဖို့ကြိုးစားနေတဲ့အကြမ်းဖက်မင်းအောင်လှိုင်ကတော့နျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းရေးအတွက်အသုံးပြုမှာဖြစ်ကြောင်းစက်တင်ဘာ24ရက်နေ့က စက်တင်ဘာ29ရက်နေ့ထိတွားရောက်ခဲ့တဲ့ရုရှားခီးစင်တွေမှာမကြာခဏဆိုသလိုထုတ်ဖော်ပြောဆိုထားပါတယ်။ဆိုးဆူနဲ့ရုရှားဆိုရကြမကာဝက်130အသေးစားနျူကလ িয়ার ဓာတ်ပေါင်းဖို့တိစောက်ဖို့နဲ့အဲ့ဒီနျူကလ িয়ার ဓာတ်ပေါင်းဖို့ကိုမကာဝက်330အထိတိုးချဲ့ပြီးတော့တိစောက်ဖို့သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပြီးလည်းဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်သတင်းပုံအနေနဲ့မြန်မာနိုင်ငံမှာအတိုင်းပြည်ပြန်လည်တိဆောက်ရေးနဲ့ရှုပ်ထွေးပြဿနာတွေကိုကင်တွယ်ဖြေရှင်းရေးတာဝန်ယူဖို့အစဉ်သင့်ဖြစ်နေပြီဖြစ်ကြောင်းစံပုတ်ပါတီဥက္ကဋ္ဌ ဥခင်ကြီးကသူ့ရဲ့လူမှုကွန်ရက်ကတဆင့်ထုတ်ဖော်ပြောဆိုလာပါတယ်။ဂျပန်ပါတီအနေနဲ့တိုင်းပြည်တည်ငြိမ်ရေးတရားဝါပြောရေးနဲ့လူငယ်ရွယ်တွေရဲ့အနာဂတ်လှပသိဖို့အတွက် တာဝန်ယူဖို့အစဉ်သင့်ဖြစ်နေပြီဖြစ်ကြောင်းဂျပန်ပါတီမှာတိုင်းပြည်ရဲ့ပြဿနာတွေကိုကင်တွယ်ဖြစ်ရှင်းနိုင်တဲ့အရင်းအမြစ်လူပုဂ္ဂိုလ်နဲ့အထောက်အကူပြုဖွဲ့စည်းတွေရှိနေတဲ့အပြင်ပါတီကောင်းဆောင်တွေရဲ့ဘဝဖြတ်တမ်းမှုအတွေ့အကြုံနဲ့တာဝန်ဝတ္တရားတွေရဲ့အတွေ့အကြုံတွေအရာပြဿနာကိုဖြစ်ရှင်းနိုင်ကြောင်းဂျပန်ပါတီမှာတိုင်းပြည်ပြဿနာကိုဖြေရှင်းနိုင်တဲ့ခိုင်မာတဲ့စီမံချက်တွေရှိကြောင်း ကျပ်ဖွတ်ပါတီဥက္ကဋ္ဌဥက္ခင်ကြီးကပြောဆိုလိုက်တာပါကျွန်တော်တို့နိုင်ငံဟာငါနဲ့မတူငါရန်သူဆိုတဲ့အတ္တနိုင်ငံရေးသမားတွေရဲ့အတွေးခေါ်တွေကြောင့်လူသားအလုံးရဲ့အနာဂတ်တွေမျှော်မှန်းချက်တွေကြောက်လန့်တုန်လှုပ်မှုစတာတွေဟာအချိန်ကာလတစ်ခုကြာမြင့်ခဲ့ပြီဖြစ်ပါတယ်ရေကောက်ပွဲကြီးဟာအဲ့ဒီအချိန်ဒီအလုံးကိုအဆုံးသတ်ပေးနိုင်တဲ့လုပ်ရလို့ကျွန်တော်အခိုင်အမာယူဆပါတယ်တိုင်းပြည်တည်ငြိမ်ဖို့တာယာဝါပြောဖို့လူသားအလုံးနဲ့လူငယ်လူရွယ်တွေရဲ့အနာဂတ်တွေလှပဖို့ပြန်လည်တည်ဆောက်ပေးဖို့ဒါတွေပဲဖြစ်ပါတယ်အရှုပ်ထွေးတွေချိုးကွစ် တွေ့နေရမှာကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံထမ်းဆောင်ခဲ့တဲ့တာဝန်ဝတရားတွေရဲ့အတွေ့အကြုံစဉ်ဆက်မပြတ်လေ့လာနေတဲ့ပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေးချက်တွေအရဒီပြဿနာတွေကိုကျွန်တော်တို့ကောင်းကောင်းခြံတွယ်ဖြေရှင်းပေးနိုင်တဲ့ခိုင်မာတဲ့စီမံချက်တွေကျွန်တော်တို့မှာရှိပါတယ်ဆိုပြီးဦးခင်ကြီးကပြောဆိုခဲ့တာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဗဇက်ကတော့ခရရည်လို့တွတ်တွတ်အခုလိုမျိုးပြောပါတယ်အဲ့တော့တိုင်းပြည်အတွက်ပြည်သူလူထုအတွက်စေနာကတော့စိုးစင်းမြမရှိဘူးဆိုတာပြည်သူလူထုအားလုံးကသိရှိ နားလည်ပြီးသားဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ထွေထွေထူးထူးတော့အများကြီးဆက်ပြီးတော့ပြောเสียရမလို့တော့ပါဘူးအဲ့တော့ဒီစစ်အုပ်စုနဲ့လက်ပါစီတွေကတော့တိုင်းပြည်ကိုဆက်ပြီးတော့လက်ဝကြီးအုပ်နိုင်ဖို့တို့ရဲ့အာဏာတည်မြဲဖို့အတွက်စီစီလုံးလုံးညီညီညွတ်ညွတ်နဲ့ကိုတတန်နဲ့ထွက်ပြီးတော့ခြေလန်းလှမ်းနေတာဖြစ်ပါတယ်အဲ့တော့ရွေးကောက်ပွဲကိုဆိုင်းပြင်းပြီးတော့မအားလာကလည်းသူ့ကို background ပေးမဲ့နိုင်ငံ၄စီကိုလက်ပတ်သွာလာပြီးတော့မျက်နှာချိုးအမျိုးမျိုးသွေးလက်ဖက်ကျွေးရတာနဲ့ လက်ဖက်ရည်တိုက်ရတာနဲ့ငါတလောက်ပေါင်းကျွေးရတာနဲ့ဒီလိုမျိုးဟိုဖက်နှက်အောက်ကိုတိုးဝင်ပြီးတော့ဘောအမျိုးမျိုးလိုက်မာနေတဲ့မာလာကလည်းသူ့လိုသူတော့ကောင်းကောင်းမွန်မွန်ပုံမှန်ကိုရုံမာဖို့အတွက်စူးစမ်းနေတာကိုကျွန်တော်တို့တွေ့မြင်ရပါတယ်အဲ့တော့သူ့လက်အောက်မှာရှိတဲ့ကြံဖွက်တွေကိုကြံဖွက်တွေရောအကုန်လုံးကတော့အခုလိုမျိုးအဲအလုတ်ကိုကျိုးကျိုးသားသားလုပ်နေတာတွေ့ရပါတယ်အဲ့တော့ဒီစစ်အုပ်စုစစ်မိတ်စာတွေအလုတ်လုပ်နေတဲ့လိုမျိုးကျွန်တော်တို့တော်လှန်ရေးဘက်ကလည်းတစ်ချက်မှ ရော့လို့နားလို့မရပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အင်အားတွေခွန်အားတွေရှိသမျှဓမ္မဘက်ကအာသာဖို့အတွက်ကျွန်တော်တို့ဘက်ကလည်းစူးစီးညီညွတ်စွာနဲ့အားရင်အပြည့်နဲ့ထပ်ပြီးတော့ရုန်းကန်ကြဖို့လိုပါတယ်အဲ့တော့ရှေ့ရှောက်မှာပို့ပြီးတော့မနေ့က KNDF ရဲ့ CA ချုပ်ခူရီတူပြောခဲ့သလိုပါပဲရှေ့ရှောက်မှာပို့ပြီးတော့ခက်ခဲပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီအခက်ခဲတွေကိုကျွန်တော်တို့ဘလောက်ထိတောက်ခံနိုင်တယ်လဲဘလောက်ထိကြော်လွားဖြတ်တန်းနိုင်တယ်လဲတီးခံနိုင်တယ်လဲ စူးစင်းညွတ်စွာနဲ့တွန်းလှန်နိုင်တယ်လဲဆိုတာကအောင်မြင်မှုနဲ့ဟိုကျွန်တော်တို့အောင်မြင်မှုအတွက်လိုအပ်တဲ့အချက်လက်တွေဖြစ်တယ်ဆိုတာကိုခရီးတူပြောခဲ့တယ်လို့မျိုးပါပဲရှေ့ချောင်းမှာကျွန်တော်တို့ဖြတ်ကျော်ရမယ့်ကာလတွေမှာအခက်အခဲပေါင်းများစွာရှိနေဦးမှာပါဒါပေမဲ့ကျွန်တော်တို့ရဲ့စီးလုံးညီညွတ်မှုတန်ဋိဌာန်ခိုင်မာမှုတွေနဲ့ဖြတ်ကျော်ကြဖို့ လို့ဆိုတိုက်တွန်းလိုက်ရပါတယ်အဲလိုပြည်သူအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာအထူးကြတဲ့သတင်းပြစင်ကြောင်းရည်နဲ့ဒူးကျွန်တော်တို့မနေ့ပြန်မနေ့ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ကျွန်ကျွန်ကျွန်မလေးဟိုအင်ဂျာမဆော့လိုအနေနာခမရဲစီကိုကိုကိုပြောတဲ့လူတွေကိုခတ်ကြောက်ကြောက်ပဲ ဲကျမစိတ်ချမ်းပါလေအဲ့လိုပြောတဲ့လူကတစ်ချက်တစ်နေ့တစ်ချိန်တစ်ခါမှာအကျွေးများတောင်းမလားလို့ဒီလိုဒီလိုလုတ်ပေးခဲ့လို့ဒီလိုဆုံးလုတ်ခဲ့လို့ဒီလိုပြန်ပြတော့ပေးပါလို့အဲ့လိုတောင်းမလားဆိုပြီးတော့အဲ့လိုဆိုရင်မှုတွေရှိတယ်။ဒါကြောင့်မလို့ကျမကိုအနစ်နာခံနေစသဖြင့်ပြောရင်ကျမနည်းနည်းမျက်နှာပူတယ်စိတ်ထဲမှာတမျိုးဖြစ်တယ်။ကျမအနစ်နာခံတယ်လို့ကျမကိုကျမမယူဆဘူး။ကျမလှုပ်ချင်တဲ့အကိစ္စကိုကျမရွေးချယ်တယ်။ ကျွန်မရဲ့ရွေးချယ်မှုအရာကျွန်မလုပ်တယ်။အဲ့တော့ဒီလိုဒီလိုလုပ်နိုင်တာကိုပဲကျင့်တတ်တယ်။အဒီလိုလုပ်ရလို့အမြင်စိတ်ချမ်းသာတယ်လို့တော့မဟုတ်ဘူးပေါ့နော်။အဲ့ဒီလိုလုပ်ရတာလဲသူ့ဒုက္ခနဲ့သူရှိတာပဲ။ဒါမှမဟုတ်ရွေးတဲ့ဒုက္ခပဲကိုရင်ဆိုင်လိုက်ပေါ့။အဲ့တော့ရွေးချယ်မှုရဲ့မှာအဲ့ဒါလဲပါတယ်ဒီရွေးချယ်ပိုင်ခွင့်ထဲမှာလဲကိုရွေးချယ်ခြင်းနဲ့ဒုက္ခတော့ကိုယ့်ဘာကိုရင်ဆိုင်ရမှာပေါ့။ တော့ကျွတ်ရောဒီဟာအဲ့ဒီရွေးချယ်ပိုင်ခွင့်ကိုမှမှန်ကန်ကန်သုံးဖို့လိုပါလေရွေးချယ်ကြပါအထူးသဖြင့်မိဘတွေကိုဆိုလို့ရှိရင်အမေများပဲပြောတယ်ကုသသမီးတွေကိုကောင်းတဲ့အမွေနှစ်ပေးခဲ့တယ်ပေးခြင်းတယ်ဆိုလို့ရှိရင်ကိုမမကန်ကန်ကောင်းအောင်မမနေသွားဘူးအဲ့ဒါအကောင်းဆုံးအမေအမွေနှစ်ပဲဟိုပိုက်ဆံပိုက်ဆံဆိုတာကဘယ်လောက်ထားပေးခဲ့နိုင်မလဲနောက်ပြီးတော့လေကိုထားပေးခဲ့တဲ့ပိုက်ဆံကလည်းနေချင်းညာချင်းပြောင်းလို့လည်းပြောက်သွားမှာပဲကိုဘာမှမသိနိုင်ဘူးပေါ့နော် ဲ့တော့အကောင်းဆုံးအမွေအနှစ်ဆိုတာကတော့မမှန်ကန်ကန်ဟိုမြင့်မြင့်မြတ်မြတ်နေသွားဖို့ပဲအဲ့တော့လူငယ်တွေဆိုတာကတော့အခွင့်အရေးတွေအများကြီးရှိတယ်ကိုကိုကိုတနေ့တစ်ချိန်တစ်ခါမှကောင်းမွန်တဲ့မြင့်မြတ်တဲ့အများကိုအကျိုးပြုနိုင်တဲ့ပုံကိုယ်တကောက်တူဖြစ်လာဖို့အခွင့်အရေးတွေအများကြီးရှိတယ်ကြိုးစားနိုင်တဲ့အခွင့်အရေးတွေအချိန်တွေအများကြီးရှိတယ်အသက်ကြီးလာတဲ့အမြဒီအခွင့်အရေးတွေကနည်း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 သွားတယ်အဲ့တော့လူငယ်တွေကိုဟိုပြောရမယ်ဆိုလို့ရှင်တော့ ိုယ့်ရဲ့အင်တာမတံပိုးရှိတဲ့အချိန်မျိုးတံပိုးရှိအောင်သုံးပါပေါ့နော်တံပိုးရှိအောင်သုံးလို့ရှိလို့ရှိရင်အခုဟိုအာဇာနည်ကောင်းဆောင်ကြီးတွေကိုပြည်သူလူထုတို့ကဒရီယာနေတာတန်တာနေတာကိုအဲ့ဒါတွေကိုအားကြတာမဟုတ်ဘဲနဲ့ဒီဒီလိုတန်တာခြင်းဒရီယာခြင်းဖြစ်စေတဲ့မှန်ကန်တဲ့စိတ်ဓာတ်တွေကိုသာဟိုအားကြတာဖြစ်ရမယ်တချို့ကဆိုရင်တင်ပေါ်ကြော်စောခြင်းတာပေါ့နော်ဟိုအာဇာနည်ကြီးတွေလို့ဖြစ်ခြင်းနေဆိုတာ အာဇာနည်ကြီးတွေလို့ကြော်ကြားချင်တာတင်ပေါ်ချင်တာအာဇာနည်ကြီးတွေလို့ရုံးကန်ချင်တာတကယ်ကြီးဟိုညဆန်ချင်တာမဟုတ်ဘူးပေါ့အဲကြောင့်မလို့မမှန်ကန်ကန်သုံးတတ်ဖို့မမှန်ကန်ကန်သင်ခန်းစာယူဖို့ကတော့အရေးကြီးဆုံးပါပဲတယောက်နဲ့တယောက်နဲ့ကိုယ့်ဘက်ကိုဆုံးဖြတ်အောင်ပေါ့ဘယ်လိုသင်ခန်းစာယူမလဲဘယ်လိုသုံးတတ်မလဲဆိုတော့မိအနေနဲ့လူတိုင်းဒီလိုစဉ်းစားရမယ်ဒီလိုစိတ်ထားရမယ်လို့တော့ပြောလို့ဆိုတာတော့မဖြစ်နိုင်ပါဘူး